အားလုံးပဲမင်္ဂလာပါရှင်အာစီတူတာဆောင်ရာတာဆောင် channel မှာပြန်လည်ကြိုဆိုပါရရှင်ကျွန်မကတော့ဖြူဖြစ်ပါရရှင်ဒီနေ့မှာတော့ဆီယာမာကြီးခင်နှင်းယူရေးသားထားတဲ့မွေးဝိထုရဲ့အပိုင်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်မွေးအခန်းလေးခုမှဘဝအစတို့ရောက်တီကို မွေတတိပြုလိုက်၏နောက်တနေ့မနက်တွင် ကိုထုံးမမသိန်းတို့ကသူ့စားရေးတောက်ရေးအတွက်စီစဉ်ပေးကြသည်ဒေါ်လေးမူယာနှင့်တော့ကြာကြာစကားမပြောပြခဲ့ပြီးဒေါ်လေးသူစားသည်လွန်ခဲ့သော6လခန့်ကပင်အိမ်ကသဘောမတူသူတယောက်ကိုယူ၍ဒေါ်လေးမူယာကပြန်၍မကြည့်တော့ကြကိုထုံးမထမ်းမမွေကတည်င်းမေရ၏ ဒေါ်လေးမူရယောက်ျားကလည်းမွေးကိုတွေးစဉ်တွင်ဟဟပပမရှိလာတော့ကြောင်းမွေးသည်အိမ်ကြီးဘက်သို့မသွားတော့ပေဖမင်းစားချိန်တွင်သာကိုထုံးမောင်သည်ခြိုင်းတလုံးဆွဲ၍လာပို့၏အတုတ်ကိုနောက်လာဆမ်းမှပင်တွေ့ရသည်အတုတ်ကခဏခဏလာပေမဲ့မွေးအလုတ်သွားနေ၍မတွေ့ရခြင်းဖြစ်၏ယနေ့တော့တနင်္ဂနွေနေ့ဖြစ်၍ ဆိုင်ဆိုင်မြိုင်မြိုင်ပင်မွေးကိုတွေ့ရသည်ကတဲ့လေးပေါ်တွင်စားတအုပ်ကိုခွေခွေလေးဖတ်နေရမှာတကားအဝါတွင်အတွတ်လာရသောအခါဝန်တာအားရစီး၍ကြူသည်အတွတ်သည်အခန်းဘဝင်းကျင်ကိုကြည့်ရင်မျက်နှာပြက်သွားသည်မွေးကိုအိမ်ပေါ်မှာဘာလို့မနေစေရလဲမွေးဘယ်တိမလဲမွေးကအေးအေးပင်ဖြေ၏ ကရင်ချေရင်ဘတ်တို့ရွှေပေးကအတို့အတွက်နေရာပေးသည်ထိုင်ဦးလေဖရက်ကိုတွေ့ပြီးပြီလားမွေးတီရောက်နေတာတော့သူ့စီကိုစာကြိုပေးထားလို့သိရောပေါ့သိပါတယ်ဒီမှာစပါလာတယ်သူ့အိတ်ထဲမှာစာထုတ်ကအတို့ကမွေးလက်ထဲသို့ထည့်လိုက်ဤကရင်ခေါင်းရင်းတွေထိုင်ရင်သူ့မျက်နှာမှာတခုခုအလိုမကျသလိုဖြစ်၍နေသည်မဟုတ်သေးဘူးမွေး မင်းတို့အိမ်မှာသူတို့နေတော့ကတော့အိမ်ပေါ်ထက်မှာအတူတူစားအတူတူနေမင်းလာနေတဲ့အလှကြတော့ဒီအစီကံတန်းရမှာထမင်းစားတော့ကောအတူဤမေကုန်းကိုမွေးကရုတ်တရက်မဖြေသေးပဲနေနေဤဖရက်ထံမှစားလေးကိုတရုတ်တရက်ကိုင်းနေရမှမဖြေချင်းဖြေချင်းနဲ့ဖြေလိုက်ဤထမင်းဆိုင်မှာဟမ်တကယ်ပြောလားမွေညာစရာမလိုပါဘူး ဆိုင်မာတော့သွားမစားဘူးထမင်းညိုက်ကိုထုံးမောင်ယူလာပေးတယ်မွေးဖြေတန်သည်တိုး၍မပွင့်တပွင့်ဖြစ်သည်မွေးအလုံးဝင်တာလားကဘလောက်ရလဲ150ကျက်ရတယ်မိမစီ100ကျက်ပို့ပေးတယ်ထမင်းလာခက35ကျက်ကျန်တဲ့15ကျက်ကခရီးစရိတ်လားရုံးကပြည်လန်းမှာဆိုတော့တိတ်မကုန်ပါဘူးအတွတ်သည်ခေါင်းကိုတွင်တွင်ခါရမ်းလိုက်သည် မဟုတ်သေးပါဘူးမွှေးရဲ့မွှေးစင်းရဲလွန်လာတယ်မွှေးဒီလိုနေတာတွေជីជីတင်သိမယ်မဟုတ်ဘူးထင်တယ်ကိုစာရေးလိုက်မယ်မွှေးကိုချင်းရင်မွှေးနေထိုင်ရတဲ့ဒုက္ခတွေမိမိမသိပါစေနဲ့အတွတ်ရဲ့မိမိဟာမလွဲတာလို့မွှေးကိုခွဲလွှတ်ရတယ်ဆိုတာမွှေးနားလဲပါတယ်မွှေးဒီလိုနေတာသိရင်မိမိရှင်ကွဲမှာပေါ့အတွတ်မပြောရဘူးနော်အတွတ်တီးငိုင်းသွားတော့ဤဒါတွေအစမ်းမဟုတ်ပါဘူး ကိုတို့မျိုးကလာပြီးအလုံလုံရတဲ့မိန်းကလေးတွေပြည့်လို့ပါကွယ်သူတို့လည်းဒုက္ခရောက်ကြတာပဲအတွက်ကလည်းငိုင်းမနေပါနဲ့ငွေဒီလိုစီစဉ်ထားတယ်နောက်လာကြရင်မမေတဲ့ကငွေ20ယူမယ်ရုံးရှိကဆီယာမကစာတင်ပေးမယ်တဲ့မွေးကဂျပန်ခေတ်ကဆယ်တန်းဆိုတော့ရုံးအုပ်ကအလုတ်တာခန့်တာအထင်သေးသလိုပဲဒီနှစ်တော့မက်ထရစ်အောင်ပြင်မယ်မွေးဤငွေရေးချေးရေးအခက်ခဲများကိုအတွက်ကကိုချင်သည် သို့တော့မာနကြီးသောကောင်မလေးသည်သူထံမှငွေအကူအညီကိုလက်ခံမည်မဟုတ်သောကြောင့်အတွတ်သည်ဗစက်မှငွေပေးလိုကြောင်းမထွက်ရက်ပေစောင်းတွေပါတွေအတွက်ရှာပေးမယ်နော်လိုအပ်တာပြောမွေးကိုမှားခဲ၍သာပြန်လာခဲ့ရသည်အတွတ်အဖို့တလန်းလုံးစိတ်မကောင်းတော့ပေမွေးသည်အတွတ်ပေးခဲ့သော friend ထံမှစာကိုဖွင့်၍ဖတ်လိုက်၏အချက် ရန်ကုန်ကိုပြောင်းလာတယ်ဆိုတော့မောင်သိပ်ဝမ်းသာတယ်။ဒါပေမဲ့ခစ်ပြက်ပြီးရှုပ်ထွေးနေတဲ့ရုံးတွေမှာအချစ်အလုံးလုံးရတာဆိုတော့မောင်မကြည့်ရဘူး။တက်နိုင်ရင်အလုံးထွက်ပြီးပြန်မအချစ်ရဲ့။မောင်နှစ်စင်မှန်မှန်ဝါခဲမောင်ကိုပြန်လာခဲ့မယ်။မောင်ရဲ့မွေးကိုမောင်မမွေးရတာကြားခဲ့ပါကောအချစ်ရဲ့။တွေးကြအောင်ဆို။မွေးရဲ့မောင်။မွေးသည်စာဖတ်ရင်မျက်ရည်များဆိုး၍ဆိုး၍လာသည်။ပြီးတော့ရှိုက်ခါရှိုက်ခါငုံမိသည် ညရေစာများကိုတင်လိုက်ကကျမ်းပေါ်တွင်ထိုင်လိုက်၏စာရေးဆက်ကူစာအုပ်ကိုတစ်တာပေါ်မှဆွဲကမောက်ထန်သို့သူသည်အသေးစိတ်စာရေးလိုက်တော်သည်မောင်စာကိုဖတ်ရတော့ဝမ်းသာတာနဲ့အမျှဝမ်းလဲနေမိတယ်ဘဝဟာမွှေးတို့ထင်တယ်လို့စိတ်ကူးရင်ကဏမဟုတ်ပေဘူးဆိုတာလေမွှေးတော့ရန်ကုန်ရောက်မှပဲသိတော့တယ် မောင်ကအလုံးမလုံးစေခြင်းတလို့မှွေးကလည်းမလုံးချင်ပါဘူး။ဟိုတုန်းကအတွေးတွေကတော့မိမပီသားအောင်နေမယ်၊ကြိုးစားမယ်။အိမ်အောင်ထိမ့်သိမ့်နိုင်မယ်အချိန်ကျရင်လက်ထပ်မယ်ပေါ့။ခုတော့မှွေးအလုံးကြိုးစားရမယ်။မိမပီသားဖို့လို့ဘာလို့ဆိုတာတွေကိုခဏမေ့ထားရမယ်။စစ်အတွင်းတစ်လျှောက်လုံးမှွေးတို့စီးပွားရေးဟာဘာမှမရှိတော့ဘူး။စစ်ပြီးတဲ့ဆိုမှွေးတို့လက်ထဲမှာအိမ်ကလွယ်လို့အင်္ဂလိပ်ငွေတောင်တပြားမှမရှိခဲ့ဘူး။အားကိုရရဲလို့ ရောက်တန်းမမလည်းမရှိဘူး။ပြီးတော့စစ်ပီးခက်မှာအစမတန်တက်လာတဲ့ကုံစင်းနှုံတွေကမိသားစုတအိမ်တောင်မှလူစုံတက်စီအလုံးလုံးနိုင်မှငွားလင်တော့မဲ့အခြေအနေဖြစ်နေတယ်။အခုနေရတာလဲပျော်လှတယ်မထင်ပါနဲ့။မွေးနေရတဲ့အခန်းလေးကအစေခံတန်းရားစားရတာကထမင်းဆိုင်ကထမင်းပဲ။မောင်ကတော့ထင်မယ်ဒီလောက်အခြေပြက်အနေပြက်ဖြစ်ရလားမင်းကလေးရဲ့လို့ထင်လိုက်မယ်။မွေးကိုမွေးတော့ဒီလောက်အပြောင်းလဲမြန်လိုက်မယ်လို့မထင်မိဘူး။ ဒါပေမဲ့အခြေအနေတွေဘလို့ပြက်ပြက်မွေးစိတ်ကိုတော့မပြတ်အောင်မွေးအစင်ထိမ့်ပါပါပဲအခြေဆိုတဲ့သဘောကတော့မွေးမမပိုင်မဲလေဟာမွေးနဲ့မောင်းကိုတွေးချင်ပါတယ်မိမိကိုတော့မတွေးပါဘူးလို့ခရီးပေးခဲ့တယ်ခုတော့စိတ်နှောက်နေတဲ့အဖေရဲ့အိုမင်းလာတဲ့အမေနဲ့အရွယ်မရောက်သေးတဲ့ညီမငယ်များအတွက်မမအေးကိုမှွေးကူနေရတာပါပဲဒါပေမဲ့မက်ထရစ်အောင်ကျိုးပန်းလိုက်ပါအောင်မယ်အစင်သိရင်မောင်းနဲ့အတူတူမွေးတက်ကတူမှနေနိုင်အောင်မှာပေါ့ မာဇန်၁၄ရက်နေ့တိုင်ရင်သာတမြေတဲ့နေပေမဲ့မတွေ့နိုင်တဲ့မှုရဲ့ချစ်သူကိုမျှော်မှန်းလိုက်ပါအောင်မယ်။ရှင်လန်းချမ်းမြေ့ပါစေ။မောင်ရဲ့မှုထိုစာကိုလည်းအတွထာမတဆင့်ပရသူပြီးခဲ့သည်။နှွေရသည်ကျောင်းပိတ်ရက်နေ့ချိန်တွင်အတွသည်မှုရေးကိုလာတွေ့၏။စာမေးပွဲရက်များအတွင်းကနှစ်ယောက်စလုံးစာကြိုးစားနေ၍မတွေ့ခဲ့ကြပေ။ တောင်ပိတ်အပြန်တွင်ဝါခဲမားကိုမှားစရာရှိကမှားရန်အတုကတက်တက်လာတွေ့ခြင်းဖြစ်သည်ယခုတခါမွေးကိုတွေ့တွေ့ခြင်းအတုအံ့ဩသွား၏မွေးသည်အတော်ပင်ပင်၍သွားသည်မျက်နှာဝိုင်းဝိုင်းမှုမှုလေးမှာရှည်သွဲသွဲဖြစ်၍နေ၏မျက်နှာကတော့ခပ်ပြုံးပြုံးဟန်နှင့်ပင်အတုကိုစီးကြုံနှုတ်ဆက်၏မွေးဘာဖြစ်လို့လဲရင်နေလို့မကောင်းလား တခါမှမထိစဘူး။မွေဤနှစ်ဖူးကိုလက်နှင့်ထိ၍မိလိုက်သည်။ဝင်းပြက်နေတယ်။အစားမမှန်လို့ထင်တယ်။ဒီနေ့ဆရာဝန်စီကဝန်စစ်တဲ့စာရပြီးဖတ်ကြည့်ပါအောင်။မွေကပေးသောစာကိုအတုကဖတ်ကြည့်၏။ဝမ်းတွင်ဝမ်းကိုက်ပိုးများ ရှိုံမကဥပင်တွေ၍နေပြီ။ဝမ်းကသိမ့်မကောင်းမှုအစားစာကလည်းမတတ်ရင်ဖြစ်တတ်တယ်။ မတန်နာကတော့မပြောနဲ့ဟိုတနေ့ကငါးကြော်ခေါင်းထဲမှာပိုးတွေ့တယ်ပြီးတော့လဲထမင်းဆိုင်ဆိုတာလဲဘယ်တမ်းမှမလဲလေဒီလိုပဲပေါ့เจ้าကမနက်ကနေစာတင်ပြီးရုံးဆက်သွားဆိုတော့မနက်စာမစားရတာကများတယ်ရုံးမှာခောက်ဆွဲပွဲပွဲစားတာလဲဝမ်းပြက်တယ်ထင်ပါရဲ့အတုတ်ကရှာထုတ်ခိုင်းကြည့်ဤမျက်လုံးကိုဖြဲ၍ကြည့်ဤမွေးမှာသွေးအားလဲအတော်နဲနေသည်ကိုဆေးလာပြီးထိုးပေးမယ်လေ ဒီဂရီမရသေးပေမဲ့နောက်ဆုံးနှစ်ပထမပိုင်းသမားတွေပဲဆေးထိုးနိုင်ပါတယ်။မွေးသည်သူယောဂအကြောင်းကိုဆက်၍ပြောချင်ပုံမရပေ။ရုတ်တရက်စကားကြောင်းပြောင်းလိုက်၏။နေပါစေတော့အတွေ့ရဲ့အခုဆရာဝန်ကလည်းဆရာမရဲ့မောင်ပဲ။ကဲတိတ်မစိုးရင်ပါနဲ့။ဆာမေးဝဲဖြေနိုင်ရဲ့လား။မွေးရောဖြေနိုင်လား။ဖြေနိုင်ပါတယ်။ဒေါက်တာတင်တို့စီဘာမှအောင်မလဲ။ပါเจ้าမှာเจ้าနဲ့ မွေစာမပွဲဖြေထားကြောင်းသာပြောလိုက်ပါလေဖရက်ကိုလည်းမတွေးပါဘူးဆိုတာပြောလိုက်ပါဖရက်ကိုတွေးချင်လို့လားအတွက်ကမွေကိုတနာသလိုမေးလိုက်ဤတွေးချင်တာပေါ့အတွက်ရဲ့ဘလို့ပြောပါလဲဒါပေမဲ့ဖရက်နဲ့တွေ့တာတွေသွားတာတွေဒေါ်လေးမူရသိရင်မွေကိုမိမ့်မပြတ်မိမ့်မပေါ့လေလို့ထင်မှာပေါ့အတွက်နဲ့အောင်မွေသွားလို့လားဖရက်စီကိုတပတ်တစ်ဆောင်စားထဲ့ပါတယ်ကျောင်းပိတ်တော့မှသူ့အိမ်ကိုရေးလိုက်အောင်မယ် သူနဲ့တော့မတွေ့တာကြာသွားပြီတွေ့ရင်ကောမွေးရဲ့ဒုက္ခတွေကိုပြပြလိုက်ရမလားမွေးကိုယ်တိုင်စာရေးလိုက်ပြီးပါပြီအတွတ်မှာမွေးကိုကြည့်ရင်စိတ်မောလာ၏နှမျောသလိုလည်းဖြစ်သေးသည်ဝါခမားတွင်နေစဉ်ကနှင်းဆက်နှင့်ပွင့်လာသောပန်းကလေးလိုလန်းလန်းဆန်းဆန်းရွှင်ရွှင်လေးဖြစ်၏ယခုမြင်ရသည်မှာမိုးတံလေတံများချားတွင်ပွင့်နေရသောပန်းလိုနွမ်းခွေခွေ ချွေလူလူဖြစ်နေတော့သည်မက်ထရစ်အောင်စင်းများထွက်ချိန်တွင်မွေးနှံမဲပါလာသည်မိမိထံမှလည်းစာအရှိကြီးတစ်စောင်ရောက်လာ၏တမိလေးမွေမနေ့ကသတင်းစာထဲမှာတမိဆောင်မပွဲအောင်တာတွေ့ရတော့အိမ်သားတွေအားလုံးပျော်နေကြတယ်ဖေဖေဆိုတာတော့ပြောမနေနဲ့တော့စိတ်လွတ်နေတဲ့သူဆိုတော့ကိုင်းနေအောင်ကတာပဲတမိစိတ်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာမိမိအမြဲတွေးလျက်ပါပဲ ခုလိုစာမေးပွဲအောင်တော့သမီးလေးကောလိပ်ဆက်သွားခြင်းပါပဲမိမရလည်းသမီးကိုအားပေးခြင်းပါလေမိခင်တယောက်အနေနဲ့သမီးလိုချင်သလောက်ပညာမပေးနိုင်လို့မိမဟာတာဝန်မကျေဘူးဆိုတာသိပါတယ်သမီးရန်ကုန်မှာဘလို့နေရတယ်ဆိုတာကိုလည်းသမီးဘလို့ပဲဖုံးမိမယ်မိမအားလုံးသိရလို့တနေ့မှစိတ်မပျော်ပါဘူးဒါပေမဲ့သမီးဘဝဆိုတာဒီလိုပဲကံကံဤအကျိုးတရားအကြောင်းတရားဆိုတာကတော့ဘယ်သူမှမလွန်ဆန်နိုင်ဘူး ဆင်းရဲတာဟာအပြစ်မဟုတ်ပါဘူးတခုပဲဘလို့ပဲဆင်းရဲပေမဲ့ကိုကျင့်တရားမပြတ်ပဲစံကြန့်ခံနိုင်ဖို့တော့တမီတတ္တိရှိရလိမ့်မယ်မိမိမကြခင်ရန်ကုန်ပြောင်းနိုင်အောင်ကြိုးစားနေပါတယ်မိမိတို့နဲ့အတူနေရတော့တမီစိတ်ချမ်းသာမှာပါထမင်းဝိုင်းမှာပဲဖြစ်ဖြစ်ပရိတ်ရွတ်ချိန်မှာပဲဖြစ်ဖြစ်တနေရာလစ်နေတာကိုတွေ့ရတိုင်းမိမိလည်းမပြောပါဘူးတမီတငယ်နဲ့မတွေ့ရတာကိုလည်းမိမိကိုတမီအပြစ်တင်ရှင်မှာပဲဒါပေမဲ့တမီရဲ့ခံစားနေရတဲ့ဒုက္ခတွေကို ကောင်းစင်အောင်တမီးချစ်သူစီစာရေးကြည့်ပါပြီးတော့မှတွေးကြတာပေါ့ညာတိုင်းတော့ဓမ္မဆက်ကြမပြတ်ရွတ်စေခြင်းနဲ့ညာတိုင်းတော့ဓမ္မဆက်ကြမပြတ်ရွတ်စေခြင်းနဲ့တန်တရားမှကျင့်လေတဲ့၍တွေ့ရမယ့်ဒုက္ခတွေကလွန်မြောက်ရာအခြေခံတရားကတော့ဓမ္မဆက်ကြပဲတမီးအတုအပြန်မှာတမီးစားဖို့ငါကြော်နဲ့ငပိကြော်ကိုငရုတ်တိနဲ့နဲ့လေးပဲထည့်ပြီးကြော်ပေးလိုက်မယ်မိဘလှုပ်ကြွေးသူတမီးကိုနှကောင်းနှမျက်တွေဟာအစင်ဆောက်ရှောက်ပါလိမ့်မယ်တမီးလေးချမ်းမြေ့ရှင်လန်းပါစေ မိမိမွေးသည်စာရွက်ကိုနားလိုက်၏မွေးဒုက္ခတွင်နဲ့မွေးရဲ့အခြေအနေအမှန်ကိုမောင်စီကိုစာရေးလိုက်ပြီးပါပြီမိမိသူသည်တိုးတိုးလေးရွက်ခါပြောလိုက်သည်စာမေးပွဲအောင်ပြီးစားမို့မွေးသည်အယူလေးနှင့်ဒူနေသည်မျက်စိထဲမြင်နေရသည်မှာတက္ကသိုလ်ပွဲထူပြီးတော့ဖရက်နှင့်လက်ထက်ကြမည်အမှန်တော့သူ့အတွေးများသည် တတံပေါ်တွင်ဥယင်တဲသော အဖြစ်ကိုမွေးသည်ယုတ်တရက်တတိမယစာမေးပွဲအောင်သောအချိန်ကမွေးစိတ်ကိုဘက်ထရီအားသွင်းပေးလိုက်သည်နှင့်တူနေသည် ဘာပဲဖြစ်ဖြစ်စာဆက်တင်ရန်ရှောက်လာသွားတင်မှုထွက်လာခဲ့သည်ခြံဝတွင်ဒေါ်လေးမူယာနှင့်တွား၍စုံနေလေသည်ဒေါ်လေးမူယာသည်အေးဆက်ဆက်ဟန်နှင့် မွေးအပြင်ထွက်သည်ကိုမကြိုက်သလိုကြည်နေသည်မွေးကောလိပ်ကိုခဏသွားလိုက်အောင်မဲမွေးကကိုကိုအနှဲငယ်ယူလိုက်ကခွင့်တောင်းလိုက်၏ဒေါ်လေးမူရသည်မွေးစာမွေးပွဲအောင်သည်ကိုမတိဖာသာနေဟန်ရှိပေသည်အိုင်အမဆက်နေစလို့ရှောက်လာသွားတယ်မလို့ယုံကခွင့်တရယူထားပါတယ်မွေးကဝမ်းသာသလိုမရဲသလိုအတန်တုံတုံနှင့်ထပ်၍ပြောပြန်၏ ။ဘာ?အိုင်အေဆက်နေမလို့ကိုဘဝလည်းကိုတိအောင်လေ။ကြောင်းဆက်နေလို့အိမ်ကလူတွေဘာသွားစမလဲ။ဘသူလားထောက်ပံ့အောင်မှာတယ်လေ။ဒေါ်လေးဒီဒါပဲပြောကပုံနိယိတ်ပန်းယုံဘတ်စီတို့ထွက်သွားသည်။မွေးရင်ထဲတွင်ထိတ်ငနဲဖြစ်၍သွားသည်။ဒေါ်လေးစကားသည်တတိပေးတာလားဘဝင်မြင့်သည်ဟုရှုတ်ချတာလား။ကိုဘဝကိုတိဖို့တော့လိုသည်တဲ့။မွေးက မတိတိမှမဟုတ်ပဲဒါပေမဲ့ထဲတော့စဉ်းစားစရာတွေအများကြီးပင်ဖြစ်သည်သူကြောင်းဆက်နေရင်ကြောင်းစရိတ်တွေလိုလာမည်အိမ်စရိတ်အတွက်လည်းလိုလာမည်လိုလားမမြောက်သေးသည့်ကြောင်းသားတွေကလည်းရှိသေးသည်မွေးသည်နှခမ်းကိုကိုက်လိုက်၏အံကိုချိန်လိုက်သည် သူရှင်ကိုမမတ်ထားကကားလမ်းဘက်သို့ခက်မြမြန်ထွက်၍သွားသည် ဘယ်နည်းနဲ့မဆို IA ကိုတော့အောင်ရမယ်။သူ့ရင်ထဲတွင်ဒါတစ်ခုကိုတတ်မှတ်ထားလိုက်တော့သည်။အင်းစိန်ကားသည်လဲရန်ထိတ်အဝိုင်းကြီးတွင်ရပ်လိုက်သည်။မွေးသည်တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်ကာဘွယ်နှင်းသပင်လမ်းပေါ်တွင်ခတ်တွတ်တွတ်ရှောက်လာသည်။ရှေ့မှဘွယ်နှင်းသပင်ခမ်းမဆောင်ကြီးကိုသာမွေးကအထီးတီးမြင်နေသည်။သူဘလောက်မြင်မြန်ရှောက်လာသည်မသိ ညာဘက်ရှိ တက္ကသိုလ်ယုံအနီးရောက်မှအတော်လေးမောနေမှန်းတတိယလာသည်ဇွန်လနောက်ပိုင်းရောက်နေ၍မိုးဦးဆိုတော်လေနေရောင်သည် ခပ်ပြင်းပြင်းပူ၍နေပေသည်ငွေသည် ရေတမာပင်ရိပ်အောက်ကိုခိတဝင်၍ရက်နေသည် ရေတမာပင်များသည်ယုံရှိဘွယ်နေသည်ပင်လမ်းမကြီးတစ်လျှောက်စီ၍ပေါက်နေသည်ယုံခန့်တွင် ကျောင်းသူကျောင်းသားများဤအဝင်ထွက်တို့မှာရှုပ်ရှက်ခတ်နေသည်သူတို့မျက်နှာလေးများရှင်လန်းတက်ကြွနေပုံမှာဆောင်းဦးဤပွင့်ဆပန်းတို့နှင့်တူလာ၏ငယ်သွေးကြွဟန်စိတ်ပြိုမြင့်ချင်းဤအယောင်ပြန်ဟတ်ဟန်တို့မှာသူတို့မျက်နှာများဤအလှများပေပဲကျောင်းသူများအားလုံးသည်လှပသည်မဆိုတော့လေလှတရွေတော့လာကြသည် မလှဘူးဆိုသူတို့ပင်ဝေပုံစားပုံတိုက်ရက်ကြော်ရှင်းသည်နိုင်လွန်ပေါ်ခါစားမှုအသားရောင်လေးတွေမှာအထူးလှပါစွာနိုင်လွန်သားအောင်မှာပေါ်လွင်နေကြပေသည်တဝက်ဖြတ်သပင်ကောက်လေးများကိုဖဲပြားစားနှင့်ခြိထားသည့်ဟန်များမှလည်းတော်တော်များများလေးပင်ဖြစ်သည်ထိုကြောင့်သူတွေထဲမှာရေတမာပင်အောက်မှရက်နေသောမွေးကိုကြည့်ရသည်မှာ တော်ကြီးကန်းလေးနှင့်တူနေသည်ဘဝဤဒန်းချံများအောက်မှညနာဝိုင်းဝိုင်းလေးမှရာသီဥတုဒန်းကြောင့်ရင်းရော်နေသောတငါသည်ဤညနာနှင့်တူနေသည်မွေးအင်ကြီးသည်ပင်နီဖြင့်မဟုတ်ပိတ်အင်ကြီးဖြစ်သည်မွေးသည်နိုင်လွန်ပေါ်နေသည်ကို သိပေမဲ့ပေါ်ခါစာတခိုက်45ချက်ကိုဝယ်၍မဝင်နိုင်သေးပေသူသည် ။ပရက်ထဲထမိန်တူတူအောက်မှချင်းမျက်စိပြပြလေးသာပေါ်နေသည်။နှစ်ဖူးမချွေးကိုရှောက်လွာစာရွက်နှင့်ခတ်ရင်းမွေးသည်ရှောက်လွာတင်သည့်မတင်သည့်ဒီကိုစဉ်းစား၍နေပေသည်။တကြီးတက္ကသိုလ်ရှိသည်ဆိုပေမဲ့မွေးတက်ဖို့နေရာဝေးလာသည်မွေးရှိတွင်ကားများသည်တစည်းပြီးတစည်းရက်လိုက်ထွက်လိုက်ဖြဲ့၍သွားလိုက်နှင့်ရှုပ်ရှက်ခတ်နေပေသည် မွေးလိုခြင်းဒီကဆရာဝန်အတက်ဖြစ်သည်ကြောင်းမတက်ဖဲလက်တွေ့ဆင်းဆရာတွေနှင့်ဆမေပွဲအောင်မှုခဲရင်လာသည်မွေးဤနှစ်ပူးမှာချွေးများဆူလာပြန်သည်အင်းအားရေပြင်ဖက်စီမှတစ်ချက်တစ်ချက်လေအေးများတိုက်ခတ်လာလျင်မွေးရင်ထဲတွင်အေး၍သွားပြန်သည်ခုနေများမောင်တယောက်ဘဲစီတွင် ရှိနေမည်လဲဟု သူစိတ်ကူးနှင့်သူ ညော်၍ကြည်နေသည်စတေရှင်ဝက်ကွန်ကားညိုတစီမှမွေဤရှိတက်တဲ့လမ်းပေါ်တွင်ထိုးရက်လိုက်သည်ကားမောင်းသူသည်မွေကိုဆစ်ဆစ်ကြည်နေသည်မောင်းမွေကလေးတန်လေးထွက်ကတိုးတိုးလေးခေါ်လိုက်မိသည်မွေမျက်နှာဝင်းထိန်၍သွားသည်ကားမောင်းလာသူသည်ဖရက်ပေပဲဖရက်သည်မွေးကိုဆစ်ဆစ်ကြည့်ပြီးမှ စင်းရဖွင့်အပ်ဆဲဆဲကားတကားကိုပြန်ပိတ်ကာကားဆက်ပြန်နှိုး၍မောင်းထွက်သွားလေတော့သည်လျှက်ပြတ်သလိုမြန်ဆန်သောအချိန်အတွင်းတွင်ဓာတ်ဓာတ်နှင့်ဖြစ်လိုက်သည်မှာတရားမှတ်သလိုဘာမျှမကြလိုက်ကားသည်မွေးမျက်စိအောက်တွင်ပြောက်၍သွားတော့သည်ကိုယ်တိုင်လည်းဘာအိဘယ်မှနားမလည်လိုက်ပြီးတော့မှ အသက်မှန်မှန်ပြန်ရှူရသည် ဝေးလာသောမျက်ရည်ကိုပြန်ထိန်လာရသည်ရေတမာပင်ကိုအာပြုကလက်တစ်ဖက်နှင့်မြင်းမြင်းမြန်မြန်ဆုပ်ကင်ထားလိုက်သည်လက်ထဲမှာရှောင်းလွာစာရက်ကိုအစိမ့်စိမ့်အမွာမွာဖြဲ၍မျက်ခင်းပေါ်ကျဲပစ်လိုက်သည်မျက်စိထဲတွင်ပွင့်နေသပင်ခမ်းမသည်ဟင်းလင်းပွင့်ကား မြေပြင်လွင်တီးခေါင်ကိုသာမြင်လိုက်တော့သည်သူသည်အားလုံးကိုကြောခိုင်းလိုက်၏ဘွယ်နှင်းသဘင်လမ်းမကြီးတလျှောက်လျှောက်လာကကားခိတ်စီသို့ထွက်လာခဲ့သည်လမ်းလျှောက်သည်မှာပြေးလူလူဖြစ်အောင်ပင်မြန်လှ၏ចောင်းကြီးပြော်တို့၏ကားပုံစံအမျိုးမျိုးများသည်အနာတီကပုတ်ကဖြဲ့၍ဖြဲ့၍မောင်းသွားကြသည်။မွေးသည် ခြေထောက်ကိုတုံးရသည်မှာအာယူနေသလိုပင်ပင်ပန်းလာ၏ယခုပင်သခိုင်းဆောင်ရှိသို့ရောက်ဆရှိသေးသည်သခိုင်းဆောင်ပေါ်မှာကြောင်မသွားပဲကြံရင်ဟန်ရှိသောကြောင်ကြီးပြောတယောက်ဤသူ့တွင်းနှင့်သူဟက်လိုက်သောတခြင်းတန်မှာမွေးနှလုံးသားကိုဆုပ်၍ခြေတလိုဖြစ်သွားသည်မွေးသည်ဤကြောင်ဆောင်ရှိမှတဟုန်ထိုးဖြတ်ပြေးသွားလိုက်ခြင်းသည် ဝေးလာသောမျက်ရည်ကပြည့်၍ပြည့်၍လာသောကြာလက်ကင်ဘွားနှင့်ခဏခဏတို့ရသည်သည်ဘွယ်နေသည်ပင်လမ်းမကြီးဆုံးလျင်ညာကိုေကအင်းစိန်ဘတ်ကားရှိရာသို့အမြန်သွား၏မှတ်တိုင်တွင်အစင်သင်တွေ့ရသောကားတစီပေါ်ပြေးတက်သွားတော်သည်သူ့နောက်မှာအပြေးလွှားလိုက်လာသောအတုကိုပင်သူမတွေ့တတိမထားမိတော့ပေ တကတူဤအတိုင်းဝိုင်းအလှပါတို့သည်မွေအတွက်တုတ်တန်တစားပြင်သာသည်အတုကမမီလိုက်တော့သဖြင့်ကားခိတ်တွင်ထိုင်ချလိုက်၏ကျောင်းသားတို့ကသူ့ကိုဝိုင်းကြည့်၏ဘသူကြည့်ကြည့်သူ့မျက်လုံးများမှာမျက်ခင်းပေါ်တွင်သာပုံကျနေတော့သည်ဖြစ်ပုံကလည်းပြောမပြောချင်တော့။မွေးရေတမာပင်အောက်မှာရက်နေပုံ။ ်ဖရက်ကားထိုးရက်ပြီးမှထွက်သွားပုံလို့ကိုသူအားလုံးမြင်လိုက်သည်ပွေးသည်စာရွက်များဆုံ၍ထွက်သွားတွင်အပြေးလွှားလိုက်မည်အလုပ်တွင်မှစီယာတယောက်နှင့်တွေ့၍အိန္ဒြေရရရက်ကစကားပြောနေရသည်သည်ယခုတော့မွေးကိုမမိလိုက်တော့ပေယခုတစ်ချိန်တွင်လည်းနောက်ကျရပြန်သည်တကားဒီလိုအဖြစ်တွေတနေ့နေ့ဖြစ်လာမည်ကိုအတုက တီဗီဖြစ်သည်သူသည်ဖရက်အကြောင်းမွေးကိုပြောပြရန်နှုတ်လေးမိသည်ဖရက်ကအေးအားရေပြင်တွင်လှေကလေးကိုလှော်မြည်ဆက်ကိုဒေါရစ်အောင်ကြီးစတဲလာအီမီတို့နှင့်ခင်းကျင်းခဲ့သည်မှာတတိယနှင့်အင်ဂျင်နီယာသင်တန်းတက်ကလေးကပင်ဖြစ်သည်မွေးဤဖရက်သည်အရင်လိုရိုးရိုးအေးအေးမဟုတ်တော့သည်ကိုအတွက်ကဘလို့မှ ြောမထွက်တော့ပြီတကယ်တော့ Freddy ပုံပုံလေးပါတကားသူရှိတွင်ကားတစီးရပ်ပြန်သည်ကားမောင်းသူမှာ Fred ဖြစ်သည်တငယ်ချင်းတယောက်ကိုကားခိတ်သို့လာဖို့ဟန်ရှိသည်သူသည် Freshia သို့ထပြေးသွား၏ Fred ကသူ့ကိုတအံ့တော်ကြည့်နေသည်မွေမွေကိုမင်းတွေးလိုက်သေးလား Fred သည်မဖြေသေးဘဲ ကြောင်ပြီးကြည်နေပြီးမှခေါင်းခါလိုက်၏ပြောင်းလိန်နဲ့ကောင်ကွာဆဲဆဲကြည့်ပြီးစင်းမဲ့လှုပ်ပြီးမှ ကောင်းမောင်းထွက်သွားတာငါမြင်နေ အခုအတုဘယ်သွားမလို့လဲကိုလိုက်ဖို့မယ်ဖရက်ကအတန်တုံတုံနဲ့မျက်နှာပြက်သွားကပြော၏မပို့နဲ့အေမီကိုသွားတင်ပါကွာငါတော့မှွေးစီသွားမယ်စိတ်ချမ်းသာအောင် အားပေးရမယ်ခုတော့မင်းပြောခဲ့တဲ့စကားတွေမင်းမေ့ပြီပေါ့ အချစ်စစ်အချစ်မှန်ဆိုတာဘလို့အခက်ခဲတွေဖြားရောက်မှုတွေတွေ့ပေမဲ့ကြောက်တိုင်ကြောက်ဆိုင်လိုခိုင်ခိုင်မြဲမြဲရှိရမတဲ့ထွေးရေရေလိုအကာသူသည်ဒေါသအလွန်ထွက်လာကအော်ပြစ်လိုက်၏ဖရမ်မျက်နာသည်ဖြူပြပြဖြစ်၍ကြံရစ်သည်သူကတော့နောက်ထပ်ရောက်လာသောအင်းစိန်ဘတ်စကားပေါ်သို့ပြေးတက်သွားတော်သည်ဟုတ်ကဲ့ပါရှင် ဆရာမကြီးခင်နှင်းယူရေးသားထားတဲ့မှုေးဝိထုရဲ့အခန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခန်း၅ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးတုတရဝတဆောင်းပါးတွေထူခြားစံတဲ့ဝိထုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဖြိုးရွေးရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။ဖြိုးဖက်ပြတာကို အစားဆုံးနားဆင်အားပေးခဲ့သူ တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။